စ်အနေနဲ့ပေါ့နော်ကျွန်တော်တို့ဒီ bachelor program ကိုဒီနေ့မှ counseling လုပ်မှာဖြစ်ပါတယ်ဒီမှာဒီမှာပဲ degree ကို first year တက်ရောက်ပြီးတော့ second year နဲ့ third year ကို australia သို့မဟုတ်ဒီပိုင်းမှာတွားရောက်တက်ရောက်နိုင်ရင်ဖြစ်ပါရှင်ဒီကြိုက်တဲ့ run ရတော့ audio engineer မဖြစ်နိုင်ပါဘူးလောက်ရမယ်လည်းမဟုတ်ပါဘူးဒါပေမဲ့ကိုလောက်ခဲ့အာဒီအတန်ကြွက်ပဲဖြစ်ဖြစ် music ပဲဖြစ်ဖြစ် အဲ့ဒီအကုန်လုံးတော့ဘလို့တိဆောက်တယ်ဘလို့မျိုးနေရာမှာထားတယ်ဖေချာစနစ်ကြဒီကတော့ဒီ audio engineering sensor တော့ရှိဖို့လိုပါတယ်။ကျွန်တော်ဘက်ကတော့ data မျိုးစဉ်းစားတာကတော့ဒီလိုမျိုးရထားတဲ့20 years experience ကိုက AES ကို platform တစ်ခုအနေနဲ့ကျွန်တော်က sharing လုပ်တာ။ကျွန်တော်ဖျောင်းနေတဲ့အချိန်မီကျွန်တော်တို့စီကမီကငြိမ်းသွားတာမှမဟုတ်ဘူး။နောက်ဖျောင်းမှဖျောင်းနေတဲ့ဆင်ဆင်ဆင်ကျွန်တော်ဆက်ပါမယ်နော်။ဒီဘာသာကြားကိုဝါသနာပါတဲ့လူတွေအတွက်ကျွန်တော်တော့အားပေးခြင်းပါတယ်။ တကယ်လည်း pension date တကယ်ဖြစ်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကအမြဲတမ်းကျွန်တော်ပေါင်းစပ်လုပ်ပါတယ်ကျွန်တော်တို့နဲ့အတူတူဒါကဒီကနေဆက်ပြီးတော့ကြောက်ပါတယ်နော်ကျွန်တော်တို့ချိန်ပြည့်အဖြစ်ပါပဲလို့လုပ်ငန်းခွင်တွေမှာလည်းဒီလိုပညာရှင်တွေလိုအပ်တဲ့အခါမှာဒီလိုလူမျိုးတွေညာဤဝေးထုတ်နိုင်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်နော်ဆိုတော့ကျွန်တော်အဲ့လိုမျိုးစဉ်းစားပြီးတော့ DDS တွေကိုစတင်အောင်ခဲ့ပါတယ်နောက်နောက်2016ကစတင်ထူထောင်နေ2019မှာ diploma ကိုဖွင့်နေဒီနေ့မှာတော့ကျွန်တော်တို့ဒီ bachelor first year ကိုစပြီးတော့ launching လုပ်တာဖြစ်ပါတယ်